လိုအားလုံးပဲမင်္ဂလာပါရှင်ဒီချိန်ຫນွေဥပါဒီချိန်ဒီနေ့မှာပညာဒနာပတ်တန်လေးတစ်ခုတင်ပေးပါမယ်ဒီချိန်ကိုလာမေးထားဒီပုံစံလေးပေါ့နော်ချိန်ဒီမှာပုံလေးပြထားပါမယ်ရှင်သူကတော့ရှေ့ရင်စီလေးကိုမှ level မှာ elastic collar လေးပါတယ် level လေးလဲပုံစံလေးယူထားတယ်ပြီးတော့လို့ရှင်အဓိကအောက်နားလေးမှာပေါ့နော်အောက်မှာခါအထောင်လေးပြချလဲထည့်ထားတဲ့ပုံစံလေးပေါ့အဲ့ဒီပုံစံလေးကိုအာဒီချိန်ကို လာပြီးမေးထားတာပေါ့နော်ဘာလို့လဲတော့ချေမမှတ်မိတော့ဘူးဒါမဲ့ဒါလေးကိုချေဆွဲပြပါမယ်အဲ့တော့ဒီဟာလေးကချေလို့ရှေ့ချမ်းပတ်တန်တရွယ်နောက်ချမ်းပတ်တန်တရွယ်ဆွဲထားပေးပါလက်ပြတ်ပတ်တန်လေးဆွဲထားပေါ့နော်လက်ပြတ်ပတ်တန်လေးဆွဲထားပေးကိုဆွဲနေကြအတိုင်းပဲကိုကစင်တီမီတာနဲ့ဆိုရင်စင်တီမီတာနဲ့ဆွဲလက်မဆိုရင်လက်မလေးနဲ့ဆွဲဒီချက်စာအုပ်ဝယ်ထားတဲ့သူတွေဒီချက်စီမှာတင်တန်းတက်ထားတဲ့သူတွေကတော့ဒီချက်ညီအတိုင်းဆွဲထားပေးပေါ့နော်လက်ပြတ်ပတ်တန်လေးဆွဲထားပေးနော်ချေလို့လက်နဲ့ပတ်တန်နဲ့လက်ပြတ်ပတ်တန်နဲ့မတူဘူးလေနော်လက်ပြတ်ပတ်တန်လေးဆွဲထားပေးပါ အဲ့တော့ခြေကဒါလေးကိုပတ်တန်လေးပြင်ပေးပါမယ်ရှင်။ခြေဒီမှာရှေ့ချမ်းပတ်တန်တရွယ်နောက်ချမ်းပတ်တန်တရွယ်ရှိမယ်။နော်အဲ့ဒီမှာဆိုလို့ရှင်သူကနောက်ချမ်းမှာသူလက်ပြက်ကွာလက်ပြက်ကိုမှသူ့ကိုကြည့်လိုက်သူ့ရဲ့လက်ကခြေပုံမှန်တိုင်းဆိုလို့ရှင်ကွာဒီမှာပခုံးကဒီတက်တက်ရလာမှာဟုတ်တယ်မလားခြေပခုံးတိုင်းတဲ့ခါဒီဘက်ပခုံးစွန်းလေးနဲ့ဒီဘက်ပခုံးစွန်းလေးကိုလူတယောက်တိုင်းထားတယ်။အဲ့တော့ခြေဒီဂျိုင်းတက်တက်ကနေဒီလိုပခုံးကိုတက်ကြည့်လိုက်သူကပခုံးထဲကအနည်းဆုံးတလမလောက်ဝင်ထားတယ်တွေ့လား။ နော်ဒီရရဲ့ချက်ပေါ်တတ်ပြီဆိုပခုံးထဲကိုတလက်မလောက်ဝင်ထားရဲ့အဲ့ဒီဟာလေးဒီလိုလေးပေါ်ခြင်းတော့ဝင်ပေးပေါ့နော်မဝင်ခြင်းဘူးဒီလိုလက်ပြတ်အတိပဲဆိုရင်တော့မဝင်နဲ့ပေါ့နော်အဲ့တော့ချက်ဒီထဲကိုအာတလက်မတလက်မ20စိတ်လောက်ထိဝင်လို့ရတယ်အရန်ပေါ်ခြင်းတလက်မ20စိတ်ထိဝင်မပေါ်ခြင်းလည်းတလက်မလောက်ဆိုလည်းရပါတယ်နော်တလက်မလောက်ဆိုလည်းရတယ်အဲ့တော့ချက်ဒီထဲကိုတလက်မလောက်ဝင်လိုက်ပြီးွားရင်လက်ပြတ်ဖြစ်တဲ့အတွက်သူ့ကိုအပေါ်ကို၄စိတ်တင်နော်ပြီးွားရင်သူ့ကိုဒီလိုလေးပြန်ပြီးတော့ဝိုက်ပေး အဲဒီပခုံးကမရှိတော့ဘူးပေါ့နော်ဒီဟာမရှိတော့ဆရာဒီလိုမျိုးအဝိုက်လေးနဲ့သွားမှာဒီနေရာမှာလိုဝက်ဝိုက်လေးလိုချင်တဲ့ထောက်ဝိုက်ပေါ့နော်ဆရာပတန်အသေးနဲ့ဆိုအရန်ကြီးတော့မဝိုက်ဘူးအော်ပတန်အကြီးနဲ့ဆိုကောက်ကိုလိုချင်တဲ့ပုံစံဒီမှာစိတ်တိုင်းကြဆွဲဆွဲပြီးသားမှာဖြတ်ပေါ့နော်အဲ့တော့သူ့ရဲ့ level ကကြတော့ကျေတော့ stick column အသေးလေးပါတယ် stick column အသေးလေးပါတာဖြစ်တဲ့အတွက် column ပါရင်နောက်ချမ်းကို၄စိတ်ပဲချမယ်နော်ဒီဘေးကိုကြာနှစ်လက်မ နှလမခွဲနှလမ၄စိတ်ဖောင်ရပြီနှလမ၄စိတ်ထပ်ပို့ပြီးတော့ဖောက်လို့ရှင်ဝရတယ်အရင်ဝရတယ်ဆိုလို့ရှင်เนาะနှလမ၆စိတ်ဖောက်လို့ရတယ်အဲ့ထပ်ပို့ဖောက်လိုက်ရင်လည်းဘေးကဘေးကိုမကတ်တော့ပဲနေလိမ့်မယ်เนาะခြေထောက်မှာနှလမ၄စိတ်လို့ပဲပြောလိုက်မယ်ပြီးရင်ဒီမှာလေဘင်းလေးကဒါလေးပဲဖောက်ထားမယ်အနောက်ကကော်လံပါတယ်เนาะအဲ့တော့ခြေထောက်ကဒီဟာလေးဖြစ်မယ်ဒါ B သူကအရှိခွဲဖြစ်တဲ့အတွက်နောက်နောက်ကြောမှာမခွဲထုတ်ဘူးဒါပေမဲ့ကိုကနောက်ကြောအခွဲလေးနဲ့ချုပ်ရှင်နေဆိုလို့ရှင်တော့နောက်ကြောကိုခွဲနောက်ကြောကိုခွဲမဲ့ ခွဲပြီးပြန်ဆက်မယ်ဆိုဒီမှာနောက်ကြောခါစားပေးလိုက်ပါเนาะခွဲမဲ့အတူတူတော့နောက်ကြောလေးခါလေးစားလိုက်တော့ပို့ပြီးတော့နောက်ကြောလေးကပ်ပြီးတော့လှပါမယ်เนาะတကယ်လို့မခွဲချင်ဘူးဆိုလည်းမခွဲနဲ့เนาะအဲ့ဒီမှာမှသူ့ရဲ့ခါတစ်ချက်တော့အရှိဘက်ကိုပဲမြင်ရတယ်ကွာဒါတွေကအရှိဘက်ကိုပဲမြင်ရတယ်အနောက်ဘက်ကိုတစ်ချက်တော့မမြင်ရဘူးဆိုတော့လေအနောက်ချမ်းမှာရောဒီလိုမျိုးခထောင်လေးတွေပါလာပေါ့တစ်ချက်တော့တွေးကြည့်ရမှာအာပါတယ်ဆိုလို့ရှိရင်ဒီနောက်ကျောခွဲလေးမှာတစ်ချက်တော့ခထောင်ပုံစံလေးထွက်ပေးလို့ရတယ် เนาะဒီလိုလေးထွက်ပေးလို့ရတယ်ကိုကတကယ်လို့မပါဘူးဆိုလို့ရှိရင်တော့နောက်ကျတော့ဒီလောက်ပဲ तू อ่ะခါတော့ပုံမှန်ခါထက်ခက်ရှည်ဖြစ်မှာပေါ့เนาะချက်တော့ဒါခါအတိမ်ဆုံးနေရဒီမှာခက်တင်ဖြစ်မှာအောက်ကိုခါအထက်ကြောင်မှာเนาะအောက်ကိုခါအရှည်အထက်ကြောင်မှာပုံမှန်ဟိုမြန်မာဝိဆုံနေဆိုခက်တော့ပဲချုပ်ကြရမှာလား तू ကတော့ခါအောက်ကိုထက်ကြောင်မဲ့ပုံစံเนาะအဲ့တော့ဒေါက်ကတချို့ဒီလိုလေးယူထားမယ်เนาะအဲ့တော့ဒါခက်ရှည်လေးပတ်တန်လေးဖြစ်မယ် နော်အဲ့လိုလေးဖြစ်ပြီးဆိုလို့ရှိရင်ဒီဘေးဒီဘေးမှာဆိုတော့သူကခါအထောင်လေးပါမှာလေအထောင်လေးကမှဒါချေတော့ခါအသိမ့်ဆုံးမြင်း နော်ဒါခါတဲ့ဆိုမြင်ဒါခါအဝရမြင်အဲ့ဒီမှနေမှတချေတို့ကဒီဘက်ကိုဘလောက်ထုတ်ချင်တာလဲပေါ့နော်ဘလောက်ထုတ်ချင်တာလဲနှစ်လက်မလောက်ထုတ်ချင်လဲရတယ်နော်နှစ်လက်မလောက်ထုတ်ချင်လဲပတ်တံမှာထုတ်ကြည့်လိုက်ပတ်တံမှာထုတ်ကြည့်လိုက်တော့ဒီအပြားနှစ်လက်မဆိုဒီလောက်အပြားအဲ့ဒီအပြားအနေတော်ပဲဆိုအဲ့လောက်ပဲထားဒါမှမဟုတ်ကိုကအရင်မကားချင်ဘူးတချေတလက်မခွဲဆိုလဲရတယ်တလက်မလောက်ဆိုရင်တော့တိတ်မထောင်ပေါ့နော်တလက်မခွဲတလက်မ6စိတ်နှစ်လက်မအဲ့လိုလေးထောင်ပေါ့နော်အဲ့တော့ချေတို့ကဒီဘက်ကိုကိုလိုချင်လောက်အပြားထုတ်လိုက်နှစ်လက်မဆိုလဲနှစ်လက်မထုတ်ထုတ်ပြီးရင်ဒီဘောမင်းလေးတစ်ကြောင်တက် အဲ့တော့ဒီအပေါ်ကိုဒီချေတော့ကအပေါ်ကိုလည်းအဝိုက်လေးတက်ချင်တာဖြစ်တဲ့အတွက်တလမလောက်တင်ပြီးလို့ရှိရင် what เนาะအဲ့ဒီအဝိုက်လေးနဲ့ဒီချေတော့ကဒီခါးအသိလုံးနေရာလေးနဲ့ကော့ကော့လေးလာပြောင်းလိုက်เนาะဒီလိုမျိုးလေးဒါကတော့ဒီချေပတ်တန်အသေးလေးမို့လို့ဒီနားအရင်နီးနေတာပေါ့เนาะပတ်တန်အကြီးမှဆိုရင်တော့ခါးအသိဆုံးနေရာထဲကိုလိုချင်တဲ့ခါးရှိရဲ့ဝေးမှာပေါ့เนาะအဲ့တော့ဒီလိုအထောင်လေးလာပြီးတော့ယူထားတာဖြစ်တယ်เนาะဒီကလည်းဒီလိုအပေါ်လေး white white ထားတယ်ကြည့်ကောင်းတဲ့ပမာဏ white ပေါ့เนาะအဲ့ဒီမှာမှဒီချေတော့က သူကနောက်ကျောမှာပါနောက်ကျောမှာပါခထောင်လိုချင်တယ်ဒီလိုတောင်းနေရမှာလည်းခထောင်လိုချင်တယ်ဆိုရင်လေဒီဟာကို share တော့ဘယ်လိုလုပ်လို့ရလဲဆိုရင်ဒီမှာတစ်ခါပြောပြလိုက်မယ်ပခုံးတောင်းတဲ့သူကိုခွဲထုတ်လိုက်ပါတော့ပခုံးနှစ်ခုအလဲအမှတ်အလဲအမှတ်ကိုပခုံးတောင်းတဲ့ခွဲထုတ်ခွဲထုတ်ပြီးဒီကနေလဲ share တော့ဒီလိုမျိုးထွက်ပေါ့နော်ဒီရဲ့အထောက်ကနေလဲထွက်ဒီရဲ့ပေးရတဲ့ထွက်အဲ့တော့ဒီညမှာလဲအကော့တစ်ခုပါမယ်ဒီညမှာလဲအကော့တစ်ခုပါမယ်ဒီမှာလဲပါအဲ့လိုမျိုးထွက်လို့ရတယ်ဒီညမှာဆိုတော့ခုနကချက်ပြောဒီဘက်ကိုနှစ်လက်မှထွက်ပြီးရင်ဒီကိုထောင်း နော်ဒီလိုမျိုးအဝိုက်လေးဒီလိုမျိုးလေးလာထည့်ဖို့တော့တပတ်ချာလေးပါသွားမှာပေါ့ရှေ့ရောနှောက်ကောပါမယ်သဘောဖြစ်သွားမယ်တခုရှိတာကဒီနေရာမှာနှစ်လက်မထွက်ရင်ဒီမှာလည်းနှစ်လက်မဒီမှာလည်းနှစ်လက်မအကုန်လုံးကနှစ်လက်မတန်းလို့ညီများထွက်ဒါမှဒန်းတူအကော်လေးလာမှာတကယ်လို့ကျတော့နောက်ချမ်းမပါဘူးရှေ့ချမ်းပဲဆိုရင်တော့ဒီဟာလေးလုတ်ရမလို့ပေါ့နောက်ချမ်းမှာဒီဘေးလေးတခုပဲလောက်ရမယ်ဒါတွေမလို့ဘူးပေါ့သဘောပေါက်မယ်နော် အဲ့တော့ရှေချမ်းရှေချမ်းမှာဆိုလဲကျတို့ပခုံးကိုနောက်ချမ်းမှာတလမဝင်ရှေချမ်းမှာလည်းတလမဝင်နောက်ချမ်းမှာတလမနှစ်စိတ်ဝင်ရှေချမ်းမှာလည်းတလမနှစ်စိတ်ဝင်ဒီကဂျိုင်းဂျိုင်းတက်မယ်ပြီးရင်ဒီလိုမျိုးဝိုင်းเนาะအဲ့ဒီလိုပုံစံရပါတယ်လှအောင်ဝိုင်းเนาะပတန်ကြီးမှာဆိုရင်အာဒီလေဘင်းကလည်းကျတို့နောက်ချမ်းမှာနှစ်လမ၄စိတ်ဖောက်ထားဒီမှာလည်းနှစ်လမ၄စိတ်ဖောက် ဟုတ်လားအဲ့နှလမ40ကိုမှရှေ့တန်းလဲပင်ကကြတော့သူကအောက်ကိုအချွန်လေးတစ်ထစ်ပါတယ်ပင်ကော်လန်ဆုံးမဲ့နေရတစ်ထစ်ပါတယ်ပေါ့နော်အဲ့တော့ခြေတော့ကဒီအောက်ကိုအချွန်ကတော့သူကနည်းနည်းလေးအောက်ကိုကြမှာလှတာဖြစ်တယ်ခြေတော့9လမလောက်ထိယူမယ်နော်9လမလောက်ထိယူမယ်သူပြီးလို့ရှိရင်ဒီမှာဒီလိုမျိုးလေးနော်ခြေပင်အတိုင်းတာလေးပြောပြမယ်သူ့ကိုကြတော့ဒီခြေတော့ကဒီလိုမျိုးလေးလာဒီအဝတီဒီချေတော့ဒီအင်ဂျင်မှာဆိုလို့ရှိရင်တလက်မလောက်ဟာရင်ရတယ်6စိတ်သို့မဟုတ်တလက်မလောက်ဒီနောက်ဟာ နော်ဒီအကြောက်ကိုကြာတော့ကျွန်တော်ဒီကနေပြီးတော့ဒီကော်လန်နာအထိကဘယ်လောက်လောက်ပဲရှူမလဲဆိုတော့3လက်မှခွဲသို့မဟုတ်4လက်မှအဲ့လောက်ထိပဲခြာမယ်ပြီးရင်ဒီအောက်က9လက်မှအထိဆိုရင်ဒီနေ့ဒီနေ့က3လက်မှခွဲလောက်ဆိုရင်လည်းဒီကော်လန်လေးကနှာနေပါပြီနော်ကော်လန်လေးရဲ့အပြားကိုကြာကျွန်တော်ပုံမှန်7ကော်လန်နေဆိုရင်1လက်မှ2စိတ်လောက်ယူကြရမလားဒီဟာလေးကသေးတယ်နော်ဒီဟာလေးကကြည်လိုက်အရင်7ကော်လန်ကြီးအကြီးယူထားမှမဟုတ်သေးတယ်သူ7ကော်လန်လေးကတလက်မလောက်ပဲเนาะတလက်မလောက်ပဲယူမှာเนาะတလက်မလောက်ကော်လန်လေးပဲထည့်မှာ တော့ charity ဟာကြတော့9လက်မလောက်ထိဒီကနေဒီကို9လက်မလောက်ထိဖောက်လို့ရတယ်เนาะရပြီအဲ့ဒါဆိုလို့ရှိရင်ရှေ့ချမ်းကိုတော့ဒီ chair ကသူက white down ဒီအင်ကြီးမှာတော့ white down ပုံစံလေးတွားထားတယ် white down နဲ့တွားဖြစ်တဲ့အတွက် white down ဒီမှာထိုးလို့ရတယ်เนาะဒါတော့ကိုထည့်နေကြ white down အတိုင်းထည့်ပြီးွားလို့ရှိရင် chair ဒီအောက်ကိုလည်းနောက်ချမ်းရအတိုင်းပဲသူကခက်ရှည်ဖြစ်မှာပေါ့เนาะခက်ရှည်ဆိုတော့သူကဒီခါဒီ chair ကဒီမှာပုံမှန်ပတ်တန်လေးဆိုလို့ရှိရင်ခါမြင်းထီပဲဆွဲပြရလေး ဟုတ်တယ်မလားခါမင်းတီပဲဆွဲပြသူ့ကိုကြတော့ခက်ရှည်ဆွဲရတော့မှာနော်ခက်ရှည်ဆွဲရမှဒီလိုမျိုးချလိုက်မယ်အဲ့လိုပဲသူ့ရဲ့ဘေးကိုလည်းကျွန်တော်နောက်ချမ်းမှထုတ်ခဲ့တယ်လို့ပဲနောက်ချမ်းမှထုတ်ခဲ့တယ်လို့ပဲကျွန်တော်ဒီဘေးကိုနှစ်လက်မဆိုနှစ်လက်မထုတ်ပြီးလို့ရှိရင်ဒီအပေါ်ကိုတစ်လက်မလောက်ဝိုက်တက်အဲ့ရနေမှကျွန်တော်ဒီမှာခထောင်ပုံစံလေးဒီလိုမျိုးခါအသိဆုံးနေရာကိုပြန်ဝိုက်မယ်နော်ဒီလိုဒီလိုဘေးကိုမတက်ဘူးဒီခါအသိဆုံးမြင်းချီကိုပဲဝိုက်ဒီလိုကော့ကော့လေးဝိုက်ပေါ့နော် ဥက္ကောလေးပြပြလေး white ဒီမှာတစ်ဖက်ရမယ်ပြီးရင် तू ကတော့ဒီရှေ့မှာလဲပါတယ်တွေ့လားเนาะဒီမှာကကြတော့ तू ကရင်စီလာမယ်ပြီးရင်ဒီနားလေးမှာเนาะဒီနားလေးမှာအဟာလေးပါမယ်အဲ့ဒီအဟာလေးကဘယ်လောက်လောက်ဟာမလဲဆိုတော့၄စိတ်လောက်လေးပဲဟာเนาะဒီပတန်းတို့၄စိတ်လောက်လေးပဲဟာပြီးရင်ကျဲသီးကဒီနားလောက်ထိပဲတက်မှာပေါ့เนาะဒီအဟာလေးကအောက်မှာဟာထားမှာဟုတ်ပြီလားအဲ့တော့ဒီနေရာနေချေတော့ခွဲထုတ်မယ်မလားဒီနေရာနေခွဲထုတ်မယ်ဆိုတော့ချေခွဲထုတ်ပြမယ်အဲ့တော့ဒီကနေပြီးတော့ဒီ ် right out အတိုင်း f1 f2 နှစ်ရောခွဲထုတ်မယ်ကွာဒီလိုမျိုးခွဲထုတ်လိုက်ဒါလေးကအကြမ်းလေးပဲကြည့်လိုက်ပါနော်ဒီလိုမျိုးခွဲထုတ်ပြီးပါရေးဆိုလို့ရှိရင်ကျွန်တော်ဒီဟာက F1 ဟုတ်လားဒီဟာက F1 အပိုင်းဒီဟာက F2 အပိုင်းလေးပေါ့ ။ဟုတ်ပြီချက်ဒီမှာဒီလိုမျိုးခွဲထုတ်လိုက်တယ်။ဒီလိုမျိုးခွဲထုတ်လိုက်တော့ဒီလိုနှစ်ခုဖြစ်သွားပြီ။အဲ့နှစ်ခုရဲ့ကြားမှာကျွန်တော်ဒီအထောင်အကော့လေးထည့်ခြင်းသေးရလေ။ထည့်ခြင်းတာဆိုတော့ဒီနေရာလေးမှာအောက်က copy ယူဖို့ပိတ်စတစ်ခုထားထား။ပိတ်စတစ်ခုထားထားပြီးတော့ဒီနေရာလေးမှာတိတ်လေးနဲ့ကပ်ပြီးတော့ဒီမှာခါမြင်ခါမြင်ဒီပဲချေတော့ထားမှာ။အဲ့လိုဖြစ်တဲ့အတွက်သူ့ကိုလည်းဒီမှာနှစ်လက်မထွက်ရင်သူ့ကိုလည်းနှစ်လက်မထွက်ပေါ့နော်။ဒီဘက်ဘေးမှာနှစ်လက်မထွက်ပြီးလို့ရှိရင်အပေါ်ကိုတလက်မလောက်တက်ဒီလိုမျိုးလေးဝိုက်အဲ့ဒီအဝိုင်လေးကဒီလိုမျိုးလေးတစ်ဖက်ပါမယ်ဟုတ်လား ီလိုမျိုးလေးတက်ဖက်ပါမယ်အဲ့တော့ဒီဘက်မှာလဲထိုနီလကောင်းမယ်ကျွန်တော်ဒီမှာဘေးကိုထွက်ဘောတက်တလမလောက်ဝိုင်းပြီးရင်ဒီမှာခါမင်းလေး oh sorry ဒီမှာဒီခါမင်းလေးကိုလာပြီးတော့ဝိုင်းလိုက်နော်ဒီလိုနှစ်ဖက်အထောင်လေးထွက်သွားမှာကွာအဲ့ဒီအကြမ်းချဲတို့ကဒီဟာ F1 F2 နှစ်ခုကိုဒီမှာထောက်ဆက်စာပို့ထားထောက်ဆက်စာပို့ထားပြီးစာညှက်ပင်းဒီထောင်လေးနှစ်ခုကိုလည်းပူချုပ်ဒီဘက်မှာလည်းဘေးနှစ်ခုပူချုပ်အဲ့တော့ကော့ကော့အထောင်လေးဒီမှာလေး ဒီမှာတောင်းနေရမှာလဲဒီလိုလေးထောင်းမယ်ဒီအထောင်လေးရဲ့သဘောတရားမှာအချက်တစ်ခုပြောပြမယ်တို့ကဒီအပေါ်ကိုတက်ချင်တာဒီလိုတအားဒီလိုကွေးကွေးလိုင်းလေးပူပေါ်ခြင်းနဲ့ဆိုလို့ရှိရင်ဒီအပေါ်လေးကိုများများတက်နော်တလက်မနဲ့နေရင်တလက်မခွဲလောက်တက်အဲ့တော့ပတ်တမ်းမှာအရင်ပူးကြည့်လိုက်ပူးကြည့်လိုက်လို့ကိုကြိုက်တဲ့အနေထားရပြီဆိုပိတ်စာကိုချုပ်လို့ရပြီပတ်တမ်းမှာကိုကြိုက်တဲ့အနေထားမရသေးသေးသူအဲ့ပတ်တမ်းကိုပြင်လို့ရတယ်နော်သဘောပေါက်တယ်မလားများများဒီလိုမျိုးအပေါ်ကိုကော့ခြင်းဒီလိုမျိုးအပေါ်ကိုထိုးပြီးကော့ခြင်းများများအပေါ်ကိုတက်နော်အဲ့လိုမျိုးလေး ဒါနောက်ချမ်းမှာပါမယ်ဆိုလို့ရှိရင်လည်းကျွန်တော်နောက်ချမ်းအောင်လည်းအဲ့လိုပဲဓာတ်ကိုခွဲထုတ်ပြီးတော့ဒီလိုမျိုးလေးပတ်တန်ကိုပြန်ယူလို့ရတယ်။သဘောပေါက်မယ်နော်။ ဟုတ်ပြီဒါဆိုရှင်ချေတို့ဒီပတ်တန်လေးကိုရသွားပြီเนาะဒါမိထားညင်မာလေးလည်းအဆင်ပြေမယ်ထင်ပါတယ်တခြားသူတွေလည်းလိုက်ချုပ်ကြည့်ပါရှင်တချက်ကိုဆက်ချုပ်ပညာရေးနဲ့ပတ်သက်ပြီးတော့နားမလည်တာရှင်မဖြစ်ဖြစ်ပတ်တန်တွေပဲဖြစ်ဖြစ်ပြီးလို့ရှင်တခြားအဆင်မပြေတဲ့ဘလို့အခက်ခဲတွေပဲရှိရှိတချက်ရှိတာသိချင်တာမှန်တယ်မြတ် comment မှာရေးခဲ့ပေးလို့ရပါတယ်ချေကအဆင် live video လေးနဲ့ပြန်ပေးပါမယ်ရှင်အဲ့တော့ဒီချေရေးဒီချေပညာဒါနတင်ပေးရရင်နားလည်လွယ်တယ်အဆင်ပြေတယ်လိုက်ချုပ်တာလည်းကြိုက်တယ်အဲ့တော့ဒီချေရဲ့ပတ်တန်တွေသိချင်တယ် နေချက်ခန္ဓာကိုတိုင်းမုံတွေပုံတင်နည်းတွေဒီချက်ဘလို့မျိုးပတ်တန်တွေကိုသုံးလဲเนาะအဲ့တော့ဒီချက်စီကအနီးကပ်အကုန်လုံးရချင်နေဆိုလို့ရှိရင် online class တွေလည်းတက်လို့ရတယ်လို့မျိုးပတ်တန်စာအုပ်လည်းဝယ်လို့ရပါတယ်ဒါကတော့အာဒီစက်ချုပ်ပညာကိုအခြေခံချုပ်ဖူးတယ်အဲနောက်ထပ် level သစင်းတက်ပြီးတော့ပတ်တန်နေနားလဲခြင်းနဲ့သိခြင်းနဲ့အဲပြီးလို့ရှိရင်ပြီးတော့ ဘယ်လိုပြောရမလဲဒီချက်ရဲ့ body frame ဘယ်လိုဆွဲလဲခန္ဓာကိုယ်ပတ်သက်နေဘယ်လိုဆွဲလဲဒီချက်နီးဘယ်လိုလဲဆိုတာသိကျင်နေဆိုတဲ့သူတွေကဒီပတ်သက်စာအုပ်လေးဝယ်လို့ရပါတယ်ဒီပတ်သက်စာအုပ်ထဲမှာဒီချက်တို့ကဘယ်လိုလေးထည့်ပေးထားလဲဆိုလို့ရှိရင်ဒီမှာပုံနေရပတ်သက်နေပြင်အောက်မှာစာရင်းနဲ့ရှင်းပေးထားတယ်အဲ့ဒီဟာတွေအပြင်မှာဒီချက်ကဒီစာအုပ်အတိုင်းပေးလိုက်မှာမဟုတ်ဖဲနဲ့ဒီထဲမှာပါတဲ့သင်ခန်းစာက90ပါတယ်သင်ခန်းစာ90เนาะအဲ့ဒီ90လုံးကိုဒီချက်ကသင်ခန်းစာတစ်ခုကိုဗီဒီယိုဖိုင်တစ်ခုဒီချက်အတန်နဲ့ဒီချက်ကိုယ်တိုင်ဒီလိုမျိုးဟိုပုံဆွဲ ပြရဲရှင်းပြရဲဗီဒီယိုဖိုင်အခု90ရေကလုတ်ပေးထားတာဖြစ်တယ်အဲ့တော့ဗီဒီယိုဖိုင်အခု90လဲရမယ်သင်ငန်းစာ90စာအုပ်ကိုလည်းရမယ်အဲ့တော့ကျွန်တော်ဥပမာကွယ်ဒီမှာသင်ငန်းစာ59ကိုကျွန်တော်နားမလည်ဘူးဒီနေရာလေးဘလို့ဆွဲသွားရဲဆိုတာမသိဘူးအဲ့တော့ဒီ59ကိုသိကျင်နေဆိုရင်ကျွန်တော်ဗီဒီယိုဖိုင်နံပါတ်59လေးကိုဖွင့်ကြည့်လိုက်အဲ့မှဆိုရင်ဒီပတ်တန်ကိုအစအဆုံးဘလို့ဆွဲရဲစေပြီးလို့ရှင်ဘလို့ချုပ်ရမယ်ဘလို့ပိဆာမျိုးရှောင်ရမယ်ဘလို့ပိဆာမျိုးတုံးရမယ်ဆိုတာအစတစ်ချက်ကအသေးစိတ်ရှင်းပြပေးထားရပေါ့နော်အဲ့တော့ဒီစာအုပ် မြန်မာဝတ်စုံပတ်တန်80ပါတဲ့စာအုပ်ကိုတစ်ချိန်ဘယ်လောက်လဲဆိုရင်3850ကျပ်ပါရှင်အဲ့တော့ တခြားရဲ့ဘိုင်မှာမှသွားပြီးဝယ်လို့ရပါတယ်တခုရှိတာကခြေလိုတလားတလားကိုအုတ်ရီအကန့်တက်နေပဲထားပြထားပါတယ်တလားကိုခြေအုတ်ရီ200ရောင်းပေးပါတယ်ဒီ200မကုန်ရင်အမြန်ဆုံးသွားဝယ်လို့ရပါတယ်ရှင်မြန်မာနိုင်ငံတနိုင်ငံလုံးကိုလည်းပို့ဆောင်ပေးတယ်လို့မျိုးထိုင်းနိုင်ငံကိုလည်းခြေလိုပို့ဆောင်ပေးပါတယ်ရှင်အသေးစိတ်ကိုခြေရဲ့ဘိုင်မှာသွားပြီးတော့မေးပါခြေအောက်မှာ Viber ဖုန်းနံပါတ်လေးထားပြထားပါမယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဩစာအုပ်လေးကပါနီလဲဆိုရင်ခြေလိုအစစ်မြင့်လက်မအနေနဲ့တင်ပေးထားတာဖြစ်ပါတယ်ရှင်ဒီ channel ဥပါ